အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့နတ်လူငယ်လေးများနဲ့ဖနှက်ချုပ်သမားပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကစိတ်နေသဘောထားကောင်းတဲ့ဖနှက်ချုပ်သမားတယောက်ရှိပြီးတော့ကံမကောင်းတာကြောင့်သူဟာစိတ်ရင်းနှဲပါတဲ့လေတရက်မှာတော့သူ့မှာဖနှက်တရံလောက်ပဲချုပ်ဖို့တည်ရကြမှာတော့တယ်ဘလို့ပဲဖြစ်ဖြစ်ဒါကအတော်ကောင်းတဲ့တည်ရစားပါပဲတော့ဖနှက်ချုပ်သမားကြီးရဲ့ဇနီးဖြစ်သူကပြောတယ်ထောပတ်လို့ နှုညံ့ပြီးရှေ့ရလက်တွေလိုခိုက်မာတဲ့တေးပါပဲတဲ့။ဒီညတော့တေးစားကိုအသည့်ဖြတ်တောက်ထားမယ်မိမရေလို့ဖနှချုပ်သမားကြီးကပြောပါတယ်။မနေ့ကျရင်တော့ဟဲ့ဒီတေးစားနဲ့ဖနှချုပ်မယ်။နောက်တနေ့မနက်မှသူတို့နေမယားနှစ်ယောက်ဟာအလုံးယုံလေးတွေကို ဝင်းကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အာအသည့်သွားကြပြီတဲ့။အလုံးစပွဲပေါ်မှာဖနှတဲ့ရန်လုံးဝပြီးစင်းနေတဲ့ချုပ်ပြီးသားဖနှတဲ့ရန်ပါပဲ။ အချုပ်စာလေးတစ်ချက်တောင်မှထွက်မနေတဲ့ပြည်စုံသောဖက်နယ်လေးပေါ့ဒါနဲ့နေပါအောင်ဘယ်သူကလုံးလိုက်တာလဲဘလို့လုံးလိုက်တာလဲဖက်နယ်ချုပ်သမားကြီးကထထင်ငောငောနဲ့ပြောလိုက်ပြီသူစနီးဆိုရင်လည်းငေးပင်ငေးနေနိုင်မှာတော့တယ်ဟဲ့ဒီအချိန်မှာဝေကောင်းဆန်းလာတွေဝစ်ထားတဲ့အမျိုးသားတအူးကသူတို့ဆိုင်ထဲကိုဝင်လာတယ် အလိုလှတဲ့ဖနက်ပါလားငါတော့ဝစ်စီအောင်မှသူကရေရွလိုက်တဲ့ဖနက်ကကွက်တီကိုတော်နေတာပဲဒေါ်တာမှသူ့အတွက်တန်းပြီးရှုပ်ထားသလိုပါပဲလေသူဆိုတာပျော်နှောနှောဖနက်အတွက်အဖို့အခါကိုနှက်စပေးလိုက်ပါတယ် အခုဆိုရင်ဖနှက်ချုပ်သမားကြီးမှာနောက်ထပ်ဖနှက်နေရန်ထချုပ်ဖို့တေးဝဲရပတ်ဆိုင်ရသွားပြီလေဟဲ့ဒီညမှာဖနှက်ချုပ်သမားကြီးဟာဖနှက်တွေချုပ်ဖို့တရေတွေ ဖြတ်တော့ပြီးအိယာဝင်သွားပြန်လေမနက်မိုးလင်းတဲ့အခါပြီးစင်းနေတဲ့ဖနှက်တွေကို တွေးရပြန်ပါလေရော ဟုတ်တယ်ရေဟာဒီဖနက်အစ်စ်တွေကိုကြော်မသွားကြပါဘူးအရင်ကလိုပဲသူတို့ဟာဖနက်အစ်စ်တွေကို ကျိုင်းတဲ့တန်းတို့တို့ဝေကြပြီးဈေးလဲနှစ်ဆပေးကြပြန်တယ်ခုတခါမှာတော့ဖနက်ချုပ်သမားကြီးဟာနောက်ထပ်ဖနက်အစ်စ်၄ရန်ချုပ်ဖို့အတွက်တရေထက်ဝယ်ဖို့ပတ်စံတွေရသွားခဲ့ပြီနောက်တနေ့မနက်မှာအရင်လေးကလိုပဲအတင်းချုပ်ပြီးဖနက်တွေတွေ့ရပြန်တယ် ီလိုနဲ့နေတိုင်းနေတိုင်းဟဲ့ဒီလိုပဲသွားနေတယ်ခနဲ့ချုပ်စရာကြီးညာပိုင်းမှာဖြတ်ထုတ်ထားပေးသည်။မနက်မိုးလေးညီဆိုရင်ခနဲ့အပြည့်ပြီးစီးနေတယ်။မကြခင်မှာပဲလှတဲ့ခနဲ့လေးတွေသတင်းကမြို့အနှံ့ကို ပြန်သားခဲ့ပါတော့တယ်။ခနဲ့ချုပ်စရာကြီးနဲ့သူစနီးတို့ဟာမစင်ရဲတော့ပါဘူး။ ခရစ်စမတ်မတိုင်ခင်ကာလတညမှာတည်ရသားစတွေဖြစ်နေတော့ဖနှချုပ်သမားကြီးရဲ့ဇနီးကပြောပါတယ်ချစ်ရတဲ့ယောက်ျားရေတို့ကိုခုလိုမျိုးအစဉ်ပြေကျွမ်းဝလာအောင်ဘယ်သူကများလုပ်ပြနေတာလဲမသိဘူးနော်တို့တွေဒီညမအိတ်ဖဲနဲ့ဘယ်သူများဒုဆိုင်ကိုလာမလဲစောင့်ကြည့်ရင်ကောင်းမလားဇနီးတဲ့ရဲ့ပြောစကားကိုဖနှချုပ်သမားကြီးကသဘောတူလိုက်တယ် အဲ့ဒီညမှာပဲသူတို့ဟာအလုတ်ခန်းတဲ့မိရင်လေးတကူထွန်းထားတဲ့နေရံမှာလှမ်းထားတဲ့ကိုအင်းကြီးတွေရဲ့နောက်မှာသွားပုံပြီးဆောင်းဆောင်းနေလိုက်တဲ့နိုင်ရီကညတကောင်ရန်ချင်းကို ပြတ်သားတဲ့အခါတရင်ပေါက်တွန်းခွင်တန်းကိုကြားရပြီးတုတ်သီးတုတ်ပြလာနေတဲ့ခြေတံတို့တို့လေးတွေကိုကြားလိုက်ရတဲ့ ိုအင်းကြီးလေးတွေရဲ့နောက်ကနေကြည့်လိုက်တဲ့အခါအလုံးယုံတဲ့ကို ကလေးရယ်လောက်ရှိတဲ့လူသေးသေးလေးနဲ့ရောဝင်းလာတာကို တွေ့လိုက်ရပါတယ်သူတို့ဟာဖနှက်အဆုပ်လေးတွေပဲစီထားပြီးနှွေးဖို့အတွက်အဆုပ်အပြည့်ဝတ်စားလေးတွေဝတ်ထားကြပါတယ်နတ်လူငယ်ပေါက်ဆလေးတွေပါလာကွယ်လို့ဖနှက်ချုပ်သမားကြီးရဲ့ဇနီးကတီးတူးရေရွလိုက်မိတယ် နတ်လူငယ်လေးနှစ်ယောက်ကအခန်းထဲမှာချီပြားလေးထောက်ပြီးသွားကြရင်အလုံစပွဲပေါ်ကို ခုန်တက်သွားကြတယ်။တချင်းလေးတအေးအေးလေးလေးတချွန်ချွန်နဲ့သူတို့ရဲ့လက်သေးသေးလေးတွေကို အမြန်လှောက်ရှာရင်းဖက်နှက်တွေကိုချုပ်ပြီးနှက်ခွာ ။ချိန်နဲ့နေကြတော့ဗတဲ့။ခနဲချုပ်သမားကြီးရဲ့ဇနီးဟာသူ့တို့ရဲ့မျိုးလုံးကိုတောင်မယုံနိုင်ကြတော့ဘူး။ခနဲလေးတွေပြီးစီးသွားတဲ့အဒီနဲ့လူငယ်လေးတွေကမရေတန်းကြဘူး။ပြည်လဲပြည်ရောသပွဲပေါ်မှာခနဲလေးတွေကိုစီပြီးထားခဲ့တော့တာပဲ။ခိုင်ခန့်တဲ့မြင်းစီဖနဲ့၊နူးညံ့တဲ့ချီညာဖနဲ့၊ကဝဲတဲ့မြင်းစီတဲ့ဖနဲ့၊လုံငန်းဝင်စီတဲ့ဖနဲ့ ိုဖန်နဲ့ပြေဆုံးလို့ပါပဲပြီးတာနဲ့နတ်လူငယ်လေးတွေဟာချီပြားလေးထောက်ပြီးအခန်းထဲကထွက်တေကားပေါ်ကိုတက်ပြီးရတင်းပေါက်ကနေအပြင်ကိုထွက်သွားတော့တာပဲ နောက်တနေ့မနက်မှာဖနှက်ချုပ်သမားကြီးရဲ့ဇနီးကပြောတယ်။နတ်ငယ်လေးတွေကတို့ကိုချမ်းချမ်းသာသာနေရအောင်လှုပ်ပေးခဲ့ကြတာပဲ။သူတို့ကိုတစ်ခုခုတော့ပြန်ပေးရမယ်။အဝေအစားမပြည့်မစုံလေးတွေနဲ့ရှောက်သွားနေကြတာဆိုတော့သူတို့တွေအေးဆက်ချမ်းတုံနေကြမှာပဲ။သူတို့အတွက်နှွေးထွေးတဲ့ဝတ်ဆောင်လေးတွေ၊ဘောင်းမီလေးတွေချုပ်ပေးမယ်၊ချီအိတ်လေးတွေချီထိုးပေးမယ်ရှင့်။ ဒါဆိုရင်တို့ကလည်းသူတို့အတွက်ဖန်တဲ့ကောင်းကောင်းလေးတွေ ချုပ်ပေးမယ်ကွာလို့ဖန်တဲ့ချုပ်သမားကြီးကပြန်ပြောလိုက်တယ်။သူတို့ကတနေ့ကောင်အလုံးလုံးကြပါတယ်။ညနေခင်းကိုရောက်တဲ့အခါမှာလက်ဆောင်လေးတွေကိုဇပွဲပေါ်တင်ပေးထားတယ်။ဖန်တဲ့လေးကနှဲ့ရန်သွေးမွေးတဲ့ဝတ်စုံလေးကနှစုံနဲ့ချစ်အိတ်လေးတွေလည်းပါသေးရဲ့။ညရောက်တဲ့အခါမင်းညားကလိုပဲကိုအင်းကြီးတွေရဲ့နောက်မှာပုံပြီးစောင့်နေကြတယ်။ ညသကောင်ရံအချင်းကို ရောက်တဲ့အခါနတ်လူငယ်လေးတွေဟာအရင်လေးကလိုပဲတိတ်တဆိတ်ဝင်လာကြပြီးတော့ညအလုံးချင်းကိုစာဖို့ပြင်ကြပါတော့တဲ့ဒါပေမဲ့လေတရေစားတွေအစားသူတို့အတွက်ပြင်ဆင်ပေးထားတဲ့လှပတဲ့လက်ဆောင်လေးတွေကို တွေ့သားကြပေတယ်အစာပိုင်းမှာတော့သူတို့ဟာအအောင်လို့လို့လောက်တာမနှောက်နိုင်ကြဘူးပြီးလေပြီးရောအိုအစားသစ်အနှွေးတွေသစ်တွေကိုဖတ်ထားလိုက်ပြီးချက်ချင်းပဲဝတ်လိုက်ကြတော့တယ် ဝတ်စုံတွေလည်းဝတ်ပြီးရောတချင်းလေးတွေဆိုပြီးအခန်းထဲမှာပျော်ရွှင်စွာခေါပေါပြေးလွှားနေကြနေတယ်။သူတို့ဟာတိတ်လာတဲ့နှက်ပေါက်ဆလေးတွေပေါ့ကွယ်အစုံအပြက်အပေအတွေလေးတွေမဟုတ်တော့ဘူး။စပွဲပေါ်မှာခေါပေါပြေးလာတဲ့ဆိုင်ထဲမှာနေအောင်ဆောင်ရှောက်သွားနေတာပေါ့နောက်ဆုံးမတော့လှပတဲ့အဝယ်လေးတွေကိုစီနဲ့အခန်းထဲကနေခေါပေါထွက်ပါသွားကြတယ် နက်အစ်စ်လေးတွေကနေထွက်ပေါ်လာတဲ့ကလောင်ကလောင်အတန်လေးတွေဟာလမ်းလေးထဲမှာပြည့်တင်တန်သွားတော့တာပေါ့အဲ့ဒီနေ့ကစပြီးနတ်လူငယ်လေးတွေကိုထပ်ပြီးမတွေ့ရတော့ဘူးတဲ့ဒါပေမဲ့ဖနှဆုပ်သမားကြီးနဲ့ဇနီးတို့ဟာတက်ရှိပြောရှင်စွာနဲ့အတူတူနေထိုင်သွားကြတော့တယ်နတ်လူငယ်လေးတွေကတော့နောက်ထပ်မိသားစုတစုတွေကို ကူညီနေတာပေါ့။ပုံမြင်လေးကတော့ဒါပါပဲရှင်။ အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်